အားလုံးတောင်းနေကြတဲ့ဓာဖုံအပိုင်း၃လေးလာပါပြီခဗျာဓာဖုံကရထားလုံးထဲမှာကျင့်ကြံနေခဲ့ပြီးတော့လီဟွာမင်ကဓာဖုံကိုမှီတိုင်းနဲ့ယောဂဝေဒနာကိုအန်တုနေခဲ့ပါတယ်ဓာဖုံကလည်းဒီအမျိုးသမီးရဲ့ယောဂကထူးဆန်းတာပဲဒါပေမဲ့ငါတိုင်းပညာကသူ့ယောဂကိုဖိနှိပ်နိုင်စွမ်းရှိနေတာပဲလို့တွေးနေခဲ့ပါတယ်အဲဒီနောက်မှာတော့လီဟွာမင်ရဲ့ယောဂဟာပိုဆိုးလာခဲ့တာကြောင့်ဓာဖုံလည်းမနေတာတော့ပဲနဲ့လီဟွာမင်ခံစားနေရတဲ့အေးဓာတ်တွေကို ဆုပ်ယူလိုက်ပါတယ်အဲလိုဆုပ်ယူလိုက်တာကြောင့်သူ့ရဲ့ကြည်ညာမှုလည်းအဆင်ပြေသွားခဲ့တာကြောင့်အန်အောနေချိန်မှာပဲကြောက်ရွံ့ကလူကြီးခွင်းကိုအကူခေါ်လာခဲ့ပြီးတော့ထပ်လာတိုက်ခိုက်ပါတော့တယ်ကြောက်ရွံ့ကလူကြီးခွင်းကိုတာဖုံးကိုတိုက်ခိုက်ခန်းလိုက်ချိန်မှာပဲလီဟွားဦးနဲ့ရွှေထဲတို့ကတော့တာဖုံးကိုလီဝမေကိုခေါ်ပြီးထွက်ပြေးခိုင်းကသူတို့ကတော့လူကြီးခွင်းကိုတိုက်ခိုက်ပါတော့တယ်ကြောက်ရွံ့ကလီဝဟူနဲ့ရွှေထဲတို့ကိုတစ်ချက်တည်းနဲ့အနိုင်တိုက်နိုင်ခဲ့ပါတယ်အဲဒီနောက်လူကြီးခွင်းက လီဝမင်ကိုဦးတည်ပြီးတိုက်ခိုက်ပါတော့တယ်။ဒါဖုံးကတော့လီဝမင်ကိုကဲကလူကြီးခွင့်ရဲ့ပစိန်ကိုနင်းထားလိုက်ပါတယ်။ဒါဖုံးကသူ့ကိုယ်သူပါရမီရှင်လို့ပြောလိုက်ပြီးပစိန်ကိုဖျက်ဆီးလိုက်တာကြောင့်လူကြီးခွင့်ကဘလူးအသွင်ပြောင်းခြင်းကျင့်တယ်ကိုသုံးလိုက်ပါတော့တယ်။ဘလူးအသွင်ပြောင်းခြင်းကျင့်တဲ့ကြောင့်သူ့ရဲ့ခန္ဓာကိုယ်ကအစမတန်ကြီးထွားသွားခဲ့ပါတယ်။ဒါဖုံးလည်းနီလီဘုံအဆင့်ကြောက်စိမ့်တန်တွေကိုဆင့်ခေါ်လိုက်ပြီးတော့အခြားသူတွေအတွက်ပုံရိပ်ရောင်တွေဆိုပေမဲ့သူကတော့ ထိတွေ့ကင်တွေနိုင်တာကြောင့်ကြော်စိန်တိုင်ကိုကင်ကလူကြီးခွင်းကိုအသေးကြီးရိုက်ပါတော့တယ်။ကြော်ချုံးနဲ့လူကြီးခွင်းလည်းမနိုင်မသိတာကြောင့်ခွေးပြေဝပြေးပြေးခဲ့ကြပါတော့တယ်။အဲဒီနောက်မှာတော့တာဖုံးတို့လည်းမိဖို့ပေးပါထိုင်ရင်းနဲ့တာဖုံးကကြော်စိန်တိုင်တွေကိုကင်တွေနိုင်တာကြောင့်တန်အန်တော်နဲ့မေးနေခဲ့ကြပါတယ်။ကြော်ချုံးတို့ကလည်းချောင်းတို့ကိုဘေးမှာအမောဖြစ်ရေးတော့ရင်းနဲ့တဏီထဲမှာနှက်ကားထွက်ပြီးလာရတာကြောင့်ညီးတွားနေခဲ့ကြပါတယ်။လီဝဟူတို့ကလည်းတာဖုံးကိုမှော်ပညာတတ်တယ်လို့ထင်နေခဲ့ကြတာပါ။ ုံရင်းရောင်ကြောက်စိမ့်တိုင်ကိုဘသူမှမကင်တွယ်နိုင်ကြပေမဲ့ဒါဘုံတကတော့ကင်တွယ်အသုံးပြုနိုင်တာကြောင့်ဘာကြောင့်လဲဆိုပြီးတော့မေးနေခဲ့ကြတာပါလီဝါဝူကတာဘုံကိုပုံရင်းရောင်ကြောက်စိမ့်တိုင်ကအခြားသူတွေကင်တွယ်အသုံးပြုရမရဘူးဆိုတာကိုတက်တည်ပြလိုက်ပါတယ်ဒါဘုံကိုမင်းဆရာကအဲ့ဒါနဲ့ပတ်သက်ပြီးမပြောပြဘူးလားလို့မေးလိုက်တော့ဒါဘုံကသူ့ဆရာကသူ့ကိုဘာမှမပြောပြကြောင်းပြန်ပြေလိုက်ပါတယ်တဆက်တည်းမှာပဲတာဘုံကမင်းကလည်းနေနေပုံ ကြောင်ရှုံးကလည်းနင်းနီးပုံပဲဘာလို့မနိုင်တာလဲလို့မေးလိုက်ပါတယ်။ဒီဝါကတော့အဆင်တူပေမဲ့အတွေ့အကြုံကွာတာကြောင့်ရှုံးရတာလို့ပြန်ဖြေခဲ့ပါတယ်။တစ်ဖက်မှာတော့ကြောင်ရှုံးတို့နားကိုရန်ကျွင်းဆိုသူရောက်လာခဲ့ပြီးတော့အဖြူအောင်ကြောက်စိမ့်တိုင်ကိုအသုံးပြုပြီးတိုက်ခိုက်နိုင်တဲ့သူရှိတာအမှန်လားလို့မေးလိုက်တော့ကြောင်ရှုံးတို့ကလည်းမင်းမတူလဲဆိုပြီးမင်းကိုပြန်ထုတ်ခဲ့ပါတယ်။အဲ့ဒီအခါမှသာရန်ကျွင်းကတစိမ့်တစ်ခုကိုထုတ်ပြလိုက်တာကြောင့် ကြောင်ရှုံးတို့လည်းထိတ်လန့်သွားကချက်ချင်းပဲဒူးထောက်ခစားလိုက်ကြပါတော့တယ်ဒီနေ့အပိုင်းလေးကတော့ဒီလောက်ပါပဲဗျာနောက်တစ်ပုတ်မှာပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျအားလုံးပဲအဆုံးတိကျရှုပေးကြတဲ့တယောက်ချင်းဒီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ